မင်းပြောင်းမင်းလွယ်1962ခုနှစ်မတ်လ20ရက်နေ့တွင်ဒေါ်လာရေးကောင်စီကအာဏာသိမ်းလိုက်ပြီးကျင်းပုံအဖို့မင်းပြောင်းမင်းလွယ်ကျုံရပြန်လေပြီးတင်မောက်အဖို့တရင်းစားတက်တန်းနှစ်20မြအတွင်းမင်းပြောင်းမင်းလွယ်ခင်များကိုအကြိမ်ကြိမ်ကျုံခဲ့ရသည်စာပေါ်ထွန်းဤစက္ကူပြုအစိုးရမှဗိုလ်ချုပ်အဆန်းဦးစီးသောဖဆပလအစိုးရသို့ပြောင်းခဲ့သည်မှာစတင်မြင်တွေ့ရသည်ဗိုလ်ချုပ်အဆန်းကြာဆုံးသွားသောအခါလုံခြုံသူကလုံးဦးစောတက်မလာပဲတခင်သူအစိုးရတက်လာခဲ့သည် ။တခင်တို့အစိုးရကခိတ္တဆင်းပေးကဝင်းကြီးချုပ်ယာရုကိုဥပဆွေသို့လွှဲစဉ်ကယူနီယံကလပ်ဘီလီယက်ခုံမှတိုင်းပြည်ကိုအုပ်ချုပ်သူကိုလည်းတွေ့ကြရသည်။တက်မတော်မှအိဆောင်အစိုးရအဖြစ်ဝင်ရောက်ထိန်းသိမ်းသူကိုလည်းတွေ့ကြရသည်။တွေ့ရမြင်ရသမျှမင်းပြောင်းမင်းလွဲအရေးတော်ပုံများတွင်မင်းပြောင်းမင်းလွဲဖြစ်မိဟုကြိုတင်သိကြရသည်ကြည့်ပင်1958ခုနှစ်ကတီမဲတန်ရှင်ကွဲသည်ဖြင့်တပြည်လုံးနိုင်ငံရေးစိတ်ဝမ်းကွဲပြားမှုကြီးပေါ်ခဲ့သည်။ဈေးယုံ၌ခွဲစိတ်မိလူအမတအူအား ခွဲစိတ်သောစင်ပေါ်တင်ကမေဈေးပေးမီပြုစဉ်ဆရာဝန်ကမြည်သည့်ဘက်ကခွဲရမည်နည်းဟုသိလိုသည်ဖြင့်လူနာအမေဤဘယ်ဘက်ကလဲကွာဟုမေးသည်ကိုလူမမကကျွန်တော်ကတော့တန်ရှင်းဘက်ကပါဟုဖြေသည့်တိုင်တပြီလုံးကွဲခဲ့သည်နေရာကားတွင်နိုင်ငံရေးအကွဲကရက်ထင်ခဲ့သည်နိုင်ငံရေးအကွဲကရက်များပြင်းထန်ကလှုပ်ရှားလာခဲ့သည်တရေစားတို့ကလည်းအကွဲအပြက်တရေများကိုသာချက်ထွင်ရေးခဲ့သည်ဒီနေ့တွင်ဗမာကင်တရေတောက်အဖြစ်တင်ပေါင်းသည့်နိုင်ငံရေးသမားလာဟောင်းကြီးတအူး ။တခင်ကျော်စိန်နဲ့ဆွေးနွေးစဉ်သူကဒီလိုသာကွဲနေကြရင်ခံမမဟုတ်ဘူးဆို၏။ဘယ်သူကမခံပါလဲပြဟုတင်မောင်းကမေးတော့ကစစ်တပ်ကပေါ်ဟုသူကပြသည်။ဒုတိယမှတ်ချက်ကိုအဲဒါကျော်ဦးအောင်ခင်ကပြောပြတော့ကဦးအောင်ခင်ကရီမော့သည်။ဦးနုထိုင်ရောက်သွားတော့ကဦးနုကပယ်ချသည်။စစ်ဗိုလ်ကြီးများသည်လာစာကြီးများနှင့်စည်းစိမ်ရစ်နေကြသဖြင့်နိုင်ငံရေး၌စိတ်ဝင်စားကြမည်မဟုတ်နိုင်ငံ၌ဖြစ်ပျက်နေသည်ကိုမေ့နေကြသည်ဟုသူတို့ကယူဆသည်။ ဦးနုနှင့်ဦးအောင်ခင်တို့ပယ်ချသောသတင်းမှာမှန်နေသည်။ဒီနေ့တွင်မူဝင်ကြီးချုပ်ဦးနုကိုယ်တိုင်ဂျေးမုံသတင်းတောက်တင်ပေါင်းနှင့်ဂါရီယာသတင်းတောက်ဦးစိန်ဝင်းတို့အားတွေ့ကမေးရတော်သည်။1958ခုဇွန်လ9ရက်နေ့တွင်ဒီမဲတို့ကလွတ်တော်၌ဦးနု၏ပါထဆာအစိုးရကိုအယုံကြည်မရှိအစိုးတင်သွင်းတော်လဲအစိုးမှရှုံးနေသွားသည်။အစိုးရှုံးနေသွားတော်လဲတန်ရှင်းအစိုးရမှအင်အားမရှိလာပဲရိုင်းနေနေသည်။နိုင်ငံရေးကိစ္စမှာပြင်းထန်စွာဆက်လက်လှုပ်ရှားနေလေသည်။ စတေမာလာကုံတပြားတွင်မူနိုင်ငံရေးလှုပ်ရှားမှုပြင်းထန်လာသဖြင့်တပ်မတော်ကဝင်ရောက်ထိန်းသိမ်းရတော့သည်ခရမ်းမျိုးဖာစာပလာယုံအင်းစိန်ဖာစာပလာယုံစသည်တို့၌တပ်မတော်သားများကစောင့်ရှောက်ထားသည်ရန်ကုန်မြို့တွင်၌လည်းတပ်များလှုပ်ရှားသွားလာသည်ဤတွင်ဥနုတို့ဘက်မှလှုပ်ရှားသွားသည်စတေမာ24ရက်နေ့မနက်ကဥနုက တင်ပေါင်းနှင့်ဥစိန်ဝင်းကိုခေါ်တွေ့သည်ဥနုကသတင်းပေးသည်မဟုတ်သူကသတင်းပြန်မေးသည်အင်းစိန်ဘက်ခရမ်းဘက်နှင့်မြို့ထဲမှလှုပ်ရှားမှုများအကြောင်းကိုမေးသည် ိုသတင်းကိုသူသိရှိပြီးဖြစ်မိဖြစ်တော့လဲစိတ်ဝင်စားစွာမေးသည်သတင်းတောက်များထံမှစနီးနာပြီးနောက်နိုင်ငံရေးအဖြစ်အပျက်များကိုမကြမီတိုင်းပြည်ကြီးညာမြို့၎င်းရေးပါဟု၎င်းသူကမှားလိုက်သည်ဦးနုကမကြညာမီတင်မောင်တို့ကအချိန်ဒီမှန်ကိုသိသည်ထို့ကြောင့်စက်တင်ဘာ26ရက်နေ့မနက်၌တင်မောင်နှင့်ဦးစင်ဝင်းတို့သည်ဓာတ်ပုံကိုရွှေမောင်နှင့်အတူဝင်းနာမီယာရှိဦးနု၏ခြံဝှသို့သတင်းအရရောက်နေကြသည်ဦးနု၏တမတ်ဖြစ်သူဗိုလ်မှူးတပ်တေ၏ တက်ရုံခဲ့၌စရဲချနေကြသည်ဦးနုကတမတော်ကိုအာနာလွဲမိဟုတင်ကြိုတရင်ရသည်ဖြင့်စောင့်နေကြသည်တရင်ရသည့်အတိုင်းပင်ဘုံမူးချုပ်တင်ပေဘုံမူးကြီးမောင်မောင်နှင့်ဘုံမူးကြီးအောင်ကြီးတို့ဝင်သွားသည်ကိုတွေ့ရသည်ဦးနုနှင့်ဆွေးနွေးကြသည်ဟုသိရသည်အပြင်ဘက်၌မူတင်မောင်တို့တရင်တော်သုံးဦးသာရှိနေသည်ဆွေးနွေးပွဲမှာတနားဤနှင့်မပြီးနှစ်နာရီနှင့်မပြီး၄နာရီခန့်ကြာမှပြီးသည်စစ်ဗိုလ်ကြီးများထွက်လာသည်တင်မောင်တို့ကကားကိုတားကမေးခွန်းပေးသည် ကြီးညာချက်လာပါမည်ဟုသောအဖြေသာရသည်ကားကိုရက်မပေးလက်သွက်သောကိုရွှေမောင်းကတပ်ပုတ်အရာရိုက်ယူလိုက်နိုင်သည်ဤသို့ဖြင့်1958ခုအာနာလွှဲပြောင်းပွဲ၌တမိုင်းဝင်သောဓာတ်ပုံတပုံကိုကျင်းပုံတဆောင်းနဲ့ရရှိခဲ့သည် အာနာလွှဲမီကိုကြိုတင်တိ၍စောင့်နိုင်ခဲ့သည့်ဖြင့်ထိုဓာတ်ပုံကိုရခဲ့သည်1962ခုနှစ်တော်လိုက်ကောင်စီကအာနာသိမ်းယူလိုက်စဉ်တွင်မူတေပေါင်းတို့သတင်းတောင်များအဖို့အနှဲငယ်များရိတ်စားမိခြင်းမရှိဘဲအငိုက်မိသွားသည် ဒိုင်းဘီအခြေအနေယူရွေးနေသည်မှာမှန်သည်ဘန်ဒူလာပန်းကျင်မှာအရက်ပလင်းကင်ဆွဲကအစိုးရကိုဆဲနိုင်သည်ဟုသောပျော့ကျဲသောဒီမိုကရေစီအခွင့်အရေးများကိုလူလူအားပေးရထားသည်လူနှစ်ဦးရှိလျင်ပင်အဖွဲ့အစည်းတရအဖြစ်ဖွဲ့စည်းပြီးဝန်ကြီးချုပ်အင်ကိုဝိုင်းကအရေးဆိုနိုင်သည်တအူးတဲ့ပြဿနာကိုအိမ်ဝိုင်းပြီးဆန္ဒပြအရေးဆိုမှုလည်းရှိသေးသည်ဤသို့ကတောင်းကရင်ဖြစ်နေစဉ်လူမျိုးစုများကိုလွတ်လပ်သောပြည်내တီထောင်ွင့်ပြည်တော်စုမူကလည်းပြဿနာပေါ်နေသည် ဒုနိုင်ငံ၏အခြေအနေများရှုပ်ထွေးနေတော့လဲဤသို့ပြောင်းလဲမှုကြီးပေါ်လိမ့်မည်ဟုမမျှော်လင့်ခဲ့ကြပေ1962ခုမတ်လ2ရက်နေ့မနက်စောစောတနားရီကအိတ်ကောင်းနေချိန်တွင်တင်မောင်၏အိတ်ရဘေးမှတယ်လီဖုန်းမြည်လာသည်အင်းရလက်ရှိပြည်နယ်ကောင်းဆောင်တူ၏နိုင်ငံ၏အတွင်းဝင်ကဖုန်းဆက်သည်ခမည်းတော်ပြည်မအစိုးရကျုပ်တို့ပြည်နယ်ကောင်းဆောင်တွေကိုစစ်တပ်နဲ့ဝိုင်းဖက်နေပြီးထိုကဲ့သို့သူကဆိုသည်သူသည်သမျှပြည်နယ်ဝင်ကြီးအားလုံးပါသွားသည်ဟုဆိုသည်ဖြစ်ပုံစမ်းသည်ဟုယူဆသည်ဖြင့်တရားရေးဌာနဝင်ကြီး ဒေါက်တာဦးဝေးမောင်ဤအိမ်သို့လှမ်း၍မေးရန်ဖုန်းဆက်မိသည်တယ်လီဖုန်းဆက်ရမရနားထဲတွင်ကားတံများတန်ချက်ကကားတံများပါကြိုက်ရသောကြောင့်ဟိုမသည်ဆက်ကြည့်သည်ဝင်ကြီးများ၏တယ်လီဖုန်းတို့ကိုဆက်မရဦးစိန်ဝင်ဦးလောယုံစသည့်တရင်စာအချင်းချင်းသာဆက်၍ရသည်ပြည်내ဝင်ကြီးများသာမကပြည်မဝင်ကြီးများကိုပါထိမ့်သိမ့်ပြီးဟုကောက်ချက်ချလိုက်သည်သူစဉ်ကကြေးမုံရိုက်သောလိတ်လေဆက်မှာသတင်းတပုတ်လဲလျင်15မိနစ်သာကြာသည်ထို့ကြောင့် ထိုသတင်းကိုရသမျှနှင့်ပုံနှိပ်ရန်ကြံသေးသည်မပြည့်စုံသေးသဖြင့်မရေတော်ပဲစောင့်ကြည့်ရတော့သည်မနက်ခင်းတွင်မှမြမအတန်မှဗိုလ်ချုပ်ကြီးမိန်ကွန်းကိုကြားသိရသည်ရွရွေးနေသောအချိန်လေးကြောင့်နိုင်ငံတော်အာဏာကိုတော်လိုက်ကောင်စီကထိန်းသိမ်းလိုက်သည်ဝင်ကြီးချုပ်ဦးနှုနှင့်အဖွဲ့ကိုလည်းခိတ္တထိန်းသိမ်းထားသည်ဟုသိရသည်နောက်တစ်နေ့သတင်းစာကိုထိုထက်ပြည့်စုံစွာရေးရမည်ဖြစ်သည်ဖြင့်ဒီပေါင်းတို့သတင်းတောင်များမှသတင်းစုံလိုက်ကြရပါသည်အတွေ့မခံသူကများသဖြင့်ခတ်နေသည်ညနေ3:00နာရီတွင်မူသတင်းစာများ၏ကိုစား ်ဦးစိန်ဝင်ဟန်တာဝီဥပါဒန်းနဲ့တင်ပေါင်းတို့သုံးဦးကိုမြမအတန်အဆောက်အုံတို့ဖိတ်ခေါ်သည်ပြည်ညာရေးဝန်ကြီးသည့်ဗိုလ်မှူးကြီးစောမြင့်ကတွေ့ဆုံကအခြေအနေကိုရှင်းပြပြီးကြေညာချက်များကိုထုတ်ပြန်သည်ဤတွင်မှသတင်းစာများအဖို့သတင်းစုံတော်သည်ထိုထက်ဆုံရန်တင်ပေါင်းသည်ကြောင်မြောင်းရှိဂျေးမုံ၌ထိုင်မနေတော့ပဲမြို့ရဲစီဂါဒီယန်သတင်းစာ၌စကမ်းကြကသတင်းစုရသည်ထိုညနေတွင်ထိုစင်ကဒေါ်လာရေးကောင်စီဝင်စစ်ဗိုလ်ကြီးနှစ်ဦးနှင့်ထိပ်သီးအရာရှိကြီးများသည်ဂါဒီယန်တို့တအူးပြီးတအူးပေါက်လာပြီး လူရုဘတ်မှဂရက်ကိုစနီးနိုင်ကြသည်ဤသို့ဖြင့်တင်မောင်းအဖို့အစိုးရဘတ်မှတရင်ရောလူရုဘတ်ကဂရက်ပါပြည်စုံသောတော်လိုင်းရေးတရင်တူးကြီးကိုရေးသားပေါ်ပြနိုင်ခဲ့လေသည်